ယခင်မှာတော့ပြည်သူတွေကိုမြန်မာနိုင်ငံမှာငလင်ကြီးထက်လာနိုင်မဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံညင်ငလင်ပညာရှင်အသင်းရဲ့ဒုဥက္ကဋ္ဌဟောင်းဖြစ်သူငလင်ပညာရှင်ဒေါက်တာမျိုးသားရဲ့သုံးသက်ချက်တွေကို အလုံးစုံပြန်လည်တင်ဆက်ပေးပါမယ်။မလူ့အသားပညာရှင်ဖြစ်တဲ့ဦးဝင်းနိုင်ရဲ့ငလင်ကြီးကြီးမမာထက်လာနိုင်သေးလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူပြောသွားတဲ့အကြောင်းအရာတွေကိုပြည်သူတွေကိုပြန်လည်တင်ဆက်ပေးခြင်းပါတယ်။ အခု online ပေါ်မှာတော့အနိုင်ငယ်ပွဲဖြစ်နေတာပေါ့လေအဲ့ဒါကတော့ငလင်ဂျူတင်ဟောကိထုတ်တဲ့သူတွေနဲ့ငလင်ပညာရှင်တွေကြားမှာလည်းပွဲဖြစ်နေတာအခုကျွန်တော်တို့ကြီးကြီးမားမားလှုပ်သွားတဲ့ခနေတသမခနေနော် register scale ရှိတဲ့ငလင်ကြီးဟာရှေ့ပြင်းငလင်ဆိုပြီးတချို့ကပြောကြတယ်အချောင်းရင်းကတော့အခုနောက်ဆက်တွဲငလင်တွေဟာတဖြည်းဖြည်းနဲ့အင်အားယောနေသွားတာမျိုးမဟုတ်ပဲနဲ့တဖြည်းဖြည်းနဲ့၄သမကနေ၅သမအထက်ဟလာအဲ့လိုမျိုးတဖြည်းဖြည်းနဲ့အင်အားတွေကြီးလာတာဖြစ်တဲ့အတွက် ခဏိတသမခဏိလှုပ်ခတ်သွားတာကရှီပြင်းကလေးဖြစ်တယ်။ဒီထက်ကြီးမားတဲ့ကလေးကလာအောင်မယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်။ဒီချက်ကိုဒေါက်တာမျိုးသက်အပါဝင်ပညာရှင်တတော်များများကညင်းဆိုထားတာကိုလေတွေ့ရတယ်။မြန်မာနိုင်ငံမြင်းကလေးပညာရှင်အသင်းရဲ့ဒူဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဒေါက်တာမျိုးသက်ကတော့ကျွန်တော်တို့2012တပိတ်ချင်းကလေးကလေ6.8နဲ့လောက်ခတ်ခဲ့ပြီးတော့ညင်းမှုအတွက်နှစ်နှစ်ချီကြာခဲ့တယ်။အခုကလေးကခဏိတသမခဏိဆိုတော့ပို့ပြီးတော့ကြားလိုက်မယ်ဆိုပြီးတော့ ပြောသွားခဲ့တာဖြစ်တယ်။အခုငလင်ဟောကိန်းထုတ်တဲ့သူတွေကတော့အေပီလာ23ရက်နေ့မှာမြန်မာနိုင်ငံကိုကြီးကြီးမားမားထိခိုက်မယ်အထူးသဖြင့်ရန်ကုန်ကိုကြီးကြီးမားမားထိခိုက်မယ်ပြည်ထောင်ကကျတော့အိန္ဒိယငါးနိုင်ငံကိုကြီးကြီးမားမားထိခိုက်မယ်ငလင်လာလိမ့်မယ်ဆိုပြီးတော့အသီးကြောင်ဟောကိန်းထုတ်ညကြတာဖြစ်ပါတယ်။အဲ့ဒီဟောကိန်းထုတ်တဲ့သူတွေကလည်းမရှိလာ၂၈ရက်နေ့မှာလာခဲ့မဲ့ကလေးကိုလေကျိုးသိဟောကိန်းထုတ်ထားရည်ဖြစ်တယ်။အခုမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ကျွန်တော်တို့ ငလင်ပညာရှင်ကြီးဖြစ်တဲ့ဒေါက်တာမျိုးသားရဲ့ပြောကြားချက်ကိုကျွန်တော်နေနဲ့ပြန်လည်သစ်ဆက်ပြီးပါမယ်။အခုတို့တွေကိုဒါပြည်သူတွေကအခုနောက်ဆက်တွဲငလင်တွေရဲ့ AR တွေကဘာကြောင့်နည်းလိုက်များလိုက်ဖြစ်နေတာလဲ။ဆရာတို့ပြောတော့နောက်ဆက်တွဲငလင်ဆိုတာကအခုခနေနသမခနေလှုပ်တယ်ဆိုပါစို့။ဆိုတော့နောက်ပိုင်းမှာအဲ့ဒီငလင်တွေကနောက်ဆက်တွဲငလင်တွေကနောက်3ကနေ2 2ကနေ1အစရှိတိဖြစ်တိဖြစ်ဖြစ်နဲ့လှုပ်ကပ်ပြီးငြိမ်သွားရမှာအခုက AR နည်းလိုက်များလိုက်ဘာကြောင့်ဖြစ်နေတာလဲ။ 3ကနေ4သက်သွားတယ်4ကနေ5သက်သွားတယ်နော်ဆိုတော့ဘလို့ဖြစ်လို့ဖြစ်နေရတာလေးဆိုပြီးတော့မိကိုထုတ်လိုက်ကြားရပြီဖြစ်ပါတယ်ဆိုတော့ပညာရှင်ဒေါက်တာမြို့သန်ကတော့ပြောလာပါပြီဆိုတော့ဒေါက်တာမြို့သန်ကမှန်တိုင်းပဲဖြစ်ပါတယ်တဲ့၍အပိုင်းအတတီမှာတဲ့အခုနောက်ကကျွန်တော်ပြောလိုက်တဲ့1956စကိုင်းကလေးလှုပ်တဲ့စကိုင်းစကမဲ့ဆိုရယ်စကိုင်းအပိုင်းရှိတယ်တဲ့အဲ့ဒါကပထမအပိုင်းပေါ့ဗျာဒီတစ်ခါကျတော့1839နော်အင်းဝကလေးလှုပ်ခဲ့တဲ့အပိုင်း မိထီလာအပိုင်းဆိုတာရှိတယ်တဲ့ကျွန်တော်တို့ကအင်ဝါစကမတ်ဆိုပြီးတော့သုံးတယ်ပေါ့နော်တဲ့နောက်တစ်ခါနေပြီးတော့အပိုင်းရှိတယ်တဲ့နောက်တစ်ခါကစွာအပိုင်းနဲ့နောက်တစ်ခါဖြူအပိုင်းထီတောင်းလို့ပြောလို့ရတယ်လို့ဆိုပါတယ်ဆိုတော့စကိုင်းစကမတ်လို့ပြောရင်၄ဘိုင်းလောက်ကိုပြတ်သွားတယ်လို့ဒေါက်တာမျိုးသားကဆိုပါတယ်အဲ့ဒီဘိုင်းတွေမှာခုနကပြောခဲ့တဲ့တရွေတရွေအားတွေကယုံယုံသွားတယ်ပေါ့ဆိုတော့အဲ့ဒီနေရာတွေမှာနောက်ဆက်တွဲကလင်တွေလှုပ်နေနိုင်မယ်လို့ဒေါက်တာမျိုးတန်းကရှင်းပြပါတယ် တခါတည်းကမှနောက်ဆက်တွဲကလေးရဲ့နောက်ဆက်တွဲကလေးဆိုတာမျိုးရှိတယ်။ဥပမာအခုလှုပ်သွားတဲ့ခနိတ္တသမခနိကလေးရဲ့နောက်ဆက်တွဲကလေးက6ရသမခနိရှိပါတယ်။အဲ့ဒီ6ရသမခနိကလေးရဲ့နောက်ဆက်တွဲနောက်ဆက်တဲ့ကလေးတွေလည်းလာတတ်ပါတယ်။အခုကျွန်တော်တို့လာနေတာ9ရသမအထက်4ရသမအထက်အဲ့ဒါတွေကလည်းကျွန်တော်တို့ခနိတ္တသမခနိပြီးလို့ရှိရင်6ရသမခနိလာတယ်။6ရသမခနိရဲ့ကလေးနောက်ဆက်တွဲတွေလည်းဖြစ်ပါတယ်။ဆိုတော့အခု9ရသမ9လာတယ်။9ရသမရဲ့နောက်ဆက်တွဲကလေးထပ်လာမယ့်သဘောပေါ့ဗျာ။ ဆိုတော့ကျွန်တော်နေနေကလေးကနှစ်နှစ်ချီလာအောင်မယ်ဆိုပြီးတော့ဒေါက်တာမျိုးသားကရှင်းပြပါတယ်เนาะနောက်ဆက်တွဲကလေးရဲ့အဲ့ဒီနောက်ဆက်တွဲရဲ့နောက်ဆက်တွဲတွေထပ်လာမှာဖြစ်တဲ့အတွက်ကလေးကအခုလောလောဆယ်နှစ်ပိုင်းအထိလုံးဝကိုစိတ်ချလို့မရသေးဘူးအခုလောက်ကသွားတဲ့ကလေးကြီးခဏတမခဏအထိတော့နောက်ထပ်လာမှာမဟုတ်ဘူးတေးချရဲတရားရခိုင်နှုန်းတေးချရဲလို့ပြောတယ်သူအနေနဲ့6တမအထက်ထိလာနိုင်ကြောင်းကိုအသိလေးမဲ့ရှင်းပြခဲ့တာပဲဖြစ်ပါတယ် မူလသားပညာရှင်ဦးဝင်းနိုင်ကလေငလင်ကြီးကြီးနော်ရှင်းသမရှစ်တို့နော်ခနစ်အထက်တို့ လာမေးလို့ဆိုရင်နေကြတဲ့သူတွေကိုသူရဲ့လိလာသုံးသက်ချက်တွေကိုပြန်လဲပြီးတော့ပြည်သူတွေကိုအေးပေါ်ပဲတတိပေးလာပါတယ်ငလင်ကြီးလာဥမာပဲဆိုပြီးတော့ဆိုရင်နေကြသူများအထက်ပါတဲ့အိန္ဒိယမြေတုချက်ယူရေရှားမြေတုချက်မြန်မာမြေတုချက်တွေတခုအောက်တခုရေလျာသုံးဝင်ပွတ်တိုင်ရင်ကစကိုင်းပြည့်ရဲ့ကြီးပေါ်ကိုတဖြည်းဖြည်းချင်း စုပုံကြောက်လာတဲ့ tension အင်အားတွေဟာ2025ခုနှစ်မတိုင်ခင်ကတည်းကအင်အားပြင်းအင်အားအသင်းသင်းခလင်းတွေလောက်ခတ်ခဲ့ပြီးဖြစ်ပါတယ်1946မှာခဏတသမခဏတကြိမ်1956ခုနှစ်မှာ6တသမ8တကြိမ်1997မှာ6တသမ9တကြိမ်2020နှစ်မှာ6တသမ9တကြိမ်လောက်ခတ်ခဲ့ပြီးတဲ့နောက်2025ခုနှစ်မှာခဏတသမခဏတကြိမ်7မိနစ်ခန့်ချပြီးတော့6တသမခဏတကြိမ်လောက်ခတ်ခဲ့ကြအောင် ဒီကနေ့ပညာရှင်တွေကတင်ပြထားတာမှတ်တမ်းတွေအရသိရတယ်ဆိုပြီးတော့မိုးလေဝသပညာရှင်ဝင်းနေကဆိုပါတယ်ဒီမှတ်တမ်းတွေကိုကြည့်တဲ့အခါမှာအင်အားပြင်းကလင်ကြီးလောက်ကပ်ပြီးသွားတဲ့အခါမှာကလင်ကြီးတွေလောက်တာမျိုးရှိခဲ့ပါတယ်လို့ဆိုပါတယ်နော်1990တင်ကလင်6.9အပြီးမှာ2012 6.9ထပ်လုပ်တယ်စနစ်ကျော်ကြာပြီးမှာ2025မှာခဏိတသမခဏိ6.9ခဏိထပ်လုပ်တယ်ဆိုပါစို့ဆိုတော့စကိုင်းပြည့်ရဲ့ကြီးပေါ်မှာအင်အားတွေပြန်ပြည့်လာပြီးအနည်းဆုံး ထရဒမန်ကအထက်လုံနိုင်မဲ့ကလေးတခုဖြစ်လာနိုင်မဲ့ return period က10နှစ်ကျော်တိတိကျကျကိုစောင့်ရလိမ့်မယ်ဆိုပြီးတော့ဦးနိုင်ကအသက်ပဲပြောပါတယ်ဆိုတော့ကျွန်တော်တို့အခုအရန်ဂျင်ကောင်ရင်ကြီးကြီးမားမားခနေတသမခနေရှေတသမအထက်လာဖို့ဆိုတာကလုံးဝလုံးဝမဖြစ်နိုင်ဘူးလို့ဆိုပါတယ်သူအနေနဲ့နောက်ဆက်တွဲကလေးတွေရဲ့နောက်ဆက်တွဲကလေးတွေကထရဒမန်ငါအထီပဲနောက်ဆုံးလာနိုင်မယ်ဆိုပြီးတော့ဦးနိုင်အပါဝင်ပညာရှင်တော်တော်များများကသုံးသပ်ကြတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီကနေ့ပြည်သူတွေကိုအသိပေးလိုတာက 6ရက်သမား5ချီပဲနောက်ဆုံးကျွန်တော်တို့ခလင်ကြီးကလာနိုင်မှာဖြစ်ချောင်းကိုအသိလေးမေးကြီးညာအပ်ပါရဲ့ဗျာ